မြန်မာနိုင်ငံကအလုတ်သမားတွေအနေနဲ့ပြည်ပနိုင်ငံတွေကိုအလုတ်ရှာဖွေရေးအေဂျင်စီကနေတဆင့်အလုတ်သွားရလုတ်ကင်တဲ့နေရာမှာခေါင်းပုံဖြတ်ခံရမှုတွေရှိနေတာကိုအများကသိစေချင်တဲ့အတွက်အခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့88ငိမ့်ချန်ရင်နဲ့ပွင့်လင်းလူအဖွဲ့အစည်းခေါင်းဆောင်ကိုမင်းကိုနိုင်ကပြောပါတယ်အဲ့တော့အခြေအနေကတော့ဒီမှာပြန်လာတဲ့လုံသမားတွေအတွက်နင်နာဆိုးဆိုးမှုရှိနေတာတော့အမှန်ပဲကျွန်တော်တို့လည်းတန်းနေသမားတော့စောင့်ရှောက်ထားပါတယ်ဒါပေမဲ့မပြည့်စုံဘူးじゃ ်အခုကဘာပဲဖြစ်ကျွန်တော်တို့မီဒီယာအနေနဲ့တိ့ဖို့လုံနေပြီလို့ကျွန်တော်ယူဆတယ်ဒီလိုဒုက္ခမျိုးကနေရာတကာမှာတော်တော်များပါတယ်အဲ့တော့နောက်ထပ်သွားမဲ့လူတွေအလားတူတောင်းခံမှုကင်းမဲ့နေတဲ့ဘဝတွေအတွက်ကျွန်တော်တို့နည်းနည်းလူချင်းရှားအောင်လို့မိမောင်းထိုးပြနေတာပါရန်ကုန်မြို့က Lovely War အလုတ်ကင်ရှာဖွေရေးအေဂျင်စီကအလုတ်သမား20ကိုတယောက်၈သိန်းကျော်စီယူပြီးနနစ်စာချုပ်နဲ့ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းမှာအလုတ်သွားရောက်လုပ်ကင်မှုအာမခံပို့ဆောင်ပေးခဲ့တာပါ စာချုပ်ပါသဘောတူညီချက်အရတရက်ကိုဘတ်300ရမယ်ဆိုပေမဲ့အလုသမားတွေအနေနဲ့ထိုင်းနိုင်ငံမှာ၈လသာနေထိုင်ခဲ့ရပြီး၄လသာအလုလုခွင့်ရခဲ့တယ်လို့အလုသမားတူဦးဖြစ်တဲ့ကိုခင်မောင်မြင့်ကပြောပါတယ်ကျွန်တော်တို့စူပါ၈လကြော်ကြော်နေခဲ့ရတာပေါ့နော်၄လပဲကောင်းကောင်းစွာလုပ်ရအောင်ကျန်တဲ့၄လကတရက်စင်းတရက်နာတရက်စင်း၂ရက်နာ၃ရက်နာနောက်ပိုင်း၄90ကိုလုံးဝမလုပ်ရတဲ့ရက်တွေရှိပါတယ်အဲ့လိုရှိရကြတယ်သူတို့ကပြန်မြန်မာပြည်ပြန်ဖို့ပြေဝင်နေကြတာရှိပါတယ် နနေ့အတွင်းသူတို့နိုင်ငံရဲ့ရုံးပိတ်ရေးကလည်းနေ့စဉ်လှုပ်ရှိရမယ်။ဒီဘတ်သုံးအောင်ရအောင်လို့ပြောထားလို့ရှိပါတယ်။ဒါတော့သမောက်ဝန်ကြီးဌာနကပြောထားတဲ့ဆိုတာကြောင့်ပေါ့။နောက်ပိုင်းမှာတော့အလုတ်ရှင်က အလုတ်ဆက်မပေးနိုင်တော့ဘူးဆိုပြီး အလုတ်သမားတွေကိုနှစ်နာကြီးဘတ်တထောင်ပေးပြီးမြန်မာနိုင်ငံကိုပြန်ပို့ခဲ့တာဖြစ်တယ်လို့အလုတ်သမားတွေကပြောပါတယ်။အလုတ်သမားတွေအနေနဲ့မိသားစု စာဝန်တွေအခက်အခဲကြောင့် ပဆန့်ချင်းငါပြီးဌာနငန်ကူတွားရောက်အလုတ်လုတ်ကင်နေတာဖြစ်ပြီးအခုလိုစာချုပ်ပါအတိုင်းအလုတ်လုတ်ကင်ခွင့်မရတဲ့အတွက်နေရပြန်ဖို့အခက်အခဲဖြစ်နေရတယ်လို့ဌာနပင်မြို့နယ်ကနေတွားရောက်အလုတ်လုတ်ခဲ့တဲ့မပပဝင်းကပြောပါတယ်အခုကြုံနေရတဲ့အခက်အခဲကတော့အခုညီမလေးတို့ကရွာမြန်မာပြည်ကိုအခုမှရွာမှာတဲ့အကျွေးတွေရှိနေတဲ့အတွက်ညီမပြည်ကိုပြန်ရမယ်ဆိုလို့ရှိရင်လည်းညီမတို့မှာအကျွေးဓမ္မရညီမတို့စီကိုတောင်းမှဖြစ်တယ်တောင်းမှဆိုတော့ညီမတို့လည်းညီမပြည်ကိုလည်းမပြူကိုရွာကိုကိုဒေတာကိုလည်းညီမတို့မပြန်နေပြန်ရဲဘူးပေါ့နော် သူတို့စီကညီမတို့ရဲ့ကုန်ကျစရိတ်ကိုညီမတို့ပြန်လိုချင်တယ်။မြန်မာပြည်ကိုပြန်ရောက်ချိန်မှာတော့တာဝန်ယူပို့ဆောင်ပေးခဲ့တဲ့ Lovely War အလုပ်ကိုင်ရှာဖွေရေး Agency အနေနဲ့အလုပ်သမားတွေတွေ့ကြုံနေရတဲ့အခက်အခဲတွေကိုမဖြေရှင်းပေးဘဲချိန်ချောက်နေတာတွေရှိနေတယ်လို့ AIRI တိုင်းဟင်္ဒရာမြို့နယ်ကနေတွားရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့မမြင့်မြင့်တန်းကပြောပါတယ်။အဲ့ဒီမှာပြန်ရောက်ပြီးနောက်နေ့ညအထိကိုသူတို့ခေါ်ပြီးတော့ အဖွဲ့ချုပ်ရုံးမှာအလို့သမားပဲရုံးမှာတော့မသိဘူးအဲရုံးကိုတော့ညဘက်ကြီးခေါ်ပြီးတော့ဖြည့်ချင်းမှာညှိနှိုင်းခဲ့ပါတယ်ဒါပေမဲ့သူတို့အဆင်ပြေမပြောခဲ့ပါဘူးအဲ့ဒီဘက်ကလူတယောက်ကတော့အဖွဲ့စည်းလားဘာလားအရာစီလားတော့မသိပါဘူးပြောဆိုချိန်မှောင်းပြီးတော့ပြောမလို့ဖုန်းနေရာအစားမယူခိုင်းပါဘူးအခန်းအပြင်ဘက်မှာပဲထားခဲ့ပါတယ်မင်းတို့လှုပ်ချင်တာလှုပ်မင်းတို့လှုပ်ချင်တာလှုပ်တိုင်ချင်တာတိုင်လို့ဆိုပြီးတော့ပြောခဲ့ပါတယ်အလို့သမားဥပဒေအရထိုင်းနိုင်ငံကိုတွားရောက်အလို့လှုပ်ကန်မဲ့အလို့သမားတွေအနေနဲ့တက်ဆိုင်ရာအလို့ကန်ရှာဖွေရေးအေဂျင်စီတွေကို ငွေကြတသိန်းခွဲပေးဖို့တတ်မှတ်ထားတာဖြစ်ပြီးလက်ရှိအလုပ်သမားတွေအနေနဲ့တယောက်ကိုငွေကြ၈သိန်းကျော်ပေးဆောင်ခဲ့ရတာဖြစ်တယ်လို့88ငင်းချမ်းရင်နဲ့ပွင်လင်းလူအဖွဲ့စည်းကအလုပ်သမားရေးရာတာဝန်ခံကိုသားကြီးကပြောပါတယ်ဂျမားပြည်ရနေပြီးတော့ထိုင်းမှာအလုပ်သွားလုပ်မဲ့ကုန်ကြငွေတတ်မှတ်ထားပြီးသားအဲ့တော့ဒီဖြစ်စဉ်မှာဘာတွေ့ရလဲဆိုလို့ရှိရင်ဂျမားပြည်ရတတ်မှတ်ထားတဲ့ပတ်စံတသိန်းခွဲတတ်မှတ်ထားပြင်မဲ့ သူတို့အားလုံးပေးရတဲ့ပတ်စံတွေဒီတချို့ဆိုလို့ရှိရင်9သိန်းခွဲရှိတယ်တချို့ဆို10သိန်းခွဲရှိတယ်တချို့ဆို10သိန်းကျော်ကျော်ရှိတယ်ထိုင်းနိုင်ငံကနေစာချုပ်တက်တမ်းမပြည့်ပဲပြန်ပို့ခံလိုက်ရတဲ့အလုပ်သမား20ဟာ ARD တိုင်းမကွေးတိုင်းစကိုင်းတိုင်းစတဲ့ဒေသမှာနေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ